ဲ့တော့ဆိုတော့ Facebook ကနေပြီးတော့မဲဆိုဘူးကိစ္စကိုစိတ်ကူးရင်နေတယ်ဆိုရင်ပြောရင်တော့ကိုယ်စားလောင်းနေနေအဲ့စိတ်ကူးကိုဆွန့်လိုက်တာကောင်းဆုံးအဲ့ဖြစ်နိုင်ကိုယ်စားလောင်းနေနေလေ Facebook လိုမျိုးတော့စွန့်ခွာပြီးတော့ Facebook ကိုအကုန်လုံး boycott လုပ်တယ်မြန်မာပြည်မှာ channel ခဲ့တဲ့ boycott ချက်ပြရသူတွေကို finish ခဲ့ဆို Facebook Facebook ကို boycott လုပ်တာအကောင်းဆုံးပဲဘာလို့ဟုတ်ပဲပြည်ပြည်အုပ်စုတွေရဟာတွေနဲ့လွှမ်းမိုးထားတဲ့ Facebook ကြီးကိုကျွန်တော်တို့ boycott လုပ်တာအကောင်းတယ်ဆိုတော့ဘုရားကြီးများတို့ Facebook page ပြုတ်သွားတာမျိုးတွေလည်းဆက်ဆက်ပါတယ်နောက်မှပြောမရဘူးခင်ဗျာဟိုပြီးခဲ့တဲ့27ခေတ်ချင်းမှာ ဟိုအစိုးရရဲ့ Facebook page တွေအများကြီးပြုတ်ကုန်တယ်စစ်တပ်နဲ့ပတ်သက်တာပြုတ်ကုန်တယ် USGB ပြည်ခိုင်ပါတီရဲ့အဲတချို့ကိုယ်စားလောင်းတွေ Facebook တွေစပြုတ်ကုန်ပြီဆိုတော့တိတ်မကြဘူးတခုတစ်ခုလာအောင်မလုပ်သိစောင့်ကြည့်ပါဟုတ်ကဲ့ကျွန်တော်မိဘညီကိုမွန်မမများအားလုံးပဲတော်လန်ညချမ်းလေးပါဒီကနေ့အော်တိုဘာလ25ရက်နေ့အတွက်ညပိုင်းတည်ရတဲ့မြေပြင်စစ်တည်င်းကောင်းလေးတွေနဲ့ဒီနောက်မှာဟိုဘတ်အော်ဒန်ဇာရက်ကွာကောင်းလေးလိုင်းပေါ်မှာဘလို့တွေဖင်ကုန်းကြီးလောင်ချင်းတွေချတာကြောင့်မလဲဆိုတာကျွန်တော်သွားပြီးတော့ ကြည်လိုက်ရအောင်ညာကဲတော့ပထမဆုံးဒါကြောင့်ဘကူတိုင်းဘက်ကတက်ပွဲတင်းကောင်းလေးနဲ့စရမယ်ဆိုရင်ဘကူတိုင်းထန်းသမီးမြို့နယ်တက်ပွဲမှာအကြံပတ်စစ်ခွေစစ်ကောင်တပ်မင်းနဲ့တိုက်ဆုံခဲ့ပြီးတဲ့နောက်စစ်ကြောင်တစ်ခုလုံးဆုတ်ခွာထွက်ပြေးသွားပါတယ်ဆိုတဲ့တင်းကောင်းလေးကတော့ဒါမနေ့ကအော်တိုဘာလ24ရက်နေ့မနက်စစ်နိုင်ခန်းမှစတင်ပြီးဇယက်ကြီးမြို့အခြေစိုက်ခလာရ83မှာထွက်လာတဲ့အင်အား100ကျော်ပါအကြံပတ်စစ်တပ်စစ်ကြောင်နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြားထန်းသမီးမြို့နယ်ဗုံးမတီးကြီးရွာအနီးမှာတက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ် 83တက်ရင်ကထွက်လာတာအင်အားကတရာတော့ကြောပါမယ်ထီထွေတက်ပွဲတနိုင်လောက်ဖြစ်လိုက်တယ်တက်ပွဲဖြစ်ပြီးတော့ဇယက်ကြီး83ကိုပဲသူတို့ပြန်ဆုတ်သွားတာသူတို့ဘက်ကအထီးကိုက်အကြဆုံးများပါတယ်စစ်ကောင်ထက်မနေသေးတယ်သူတို့နေမည်ဖြစ်နေတော့အလောင်းနဲ့တနက်ကိုတော့ကောက်လို့မရခဲ့ပါဘူးဆိုပြီးဒေသတွင်စစ်ရေးသတင်းမြစ်တွေကပြောဆိုထားပါတယ် အဲ့ဒီထိတွေ့တက်ပွဲဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ဗိုလ်မတီးရွာနဲ့လေးမိုင်ခန့်သာကွာဝေးတဲ့ဇရက်ကြီးမျိုးအခြေဆိုင်ခလာရ83တက်ရင်မှလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီးလေကြောင်းတက်ခိုက်ခြင်းနဲ့ဒရုန်းများနဲ့ဘုံကျဲခဲ့ကြောင်းလည်းသိရပါဗါတယ်။အဲ့ဒီအကြံပတ်စစ်ခွေစစ်ကြောင်းကတက်ပွဲဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်မနေ့ကအော်တိုဘာလ24ရက်နေ့မှာပဲခလာရ83တို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါဗါတယ်။ဆိုတော့ပထမဆုံးဒါကြောင့်ဘကိုးတိုင်းဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်။ တတဆက်ထဲမှာပဲရခိုင်မကွေးအဆက်ရခိုင်ရုံမပေါ်ကနိုင်ရင်ကန်လေကြောင်းရဲ့ကာကွယ်ဗျူဟာစကန်ကိုအာရခတ်တတ်တော့အေကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာအဆောင်တချို့ပျက်စီးသွားခဲ့ကြောင်းသိရပါဗျ။ဒီနိုင်ရင်ကန်စကန်ရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ကာကင်းတစ်ခုကိုအာရခတ်တတ်တော့အေကသိမ့်ပိုက်ခဲ့ပြီးတဲ့နောက်လက်နက်ကြီးတွေနဲ့နိုင်ရင်ကန်ပြမစကန်ကိုစတင်ပြစ်ခတ်တိုက်ခိုက်လာတာလို့စီသတင်းမြစ်တူကပြောဆိုထားပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်နိုင်ရင်ကန်ဘက်ကတိုက်ပွဲအခြေအနေလေးပဲဖြစ်ပါတယ်။ ကဲတော့ဆက်ပြီးတော့ဒါကြောင့်တနင်္သာရီတိုင်းဘက်မှာဆိုရင်တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာအမျိုးသမီးများကိုအတမပြုကျင့်ပြီးပြည်သူများကိုဖမ်းဆီးတပ်ဖြတ်နေတဲ့ပြူစော်ရီခေါင်းဆောင်စိုးတန်းကိုအစင်ဖမ်းမိခဲ့ကြောင်းဖက်ဒရယ်ဒုဝန်ကျဲတပ်ဖွဲ့ကပြောဆိုလိုက်ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့အော်တိုဘာလ22ရက်နေ့မနက်7:00နာရီခန့်မှာလောင်းလုံးမြို့နယ်ကျောင်းနီမော်ကြီးရွာအခြေစိုက်ပြူစော်ရီခေါင်းဆောင်စိုးတန်းကိုဖက်ဒရယ်ဒုဝန်ကျဲတပ်ဖွဲ့ကကျောင်းနီမော်ကြီးရွာအတွင်ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ် အဆိုပါပြူစောတီခေါင်းဆောင်စိုးတန်းကအကြံပတ်စစ်ခွေတက်ရဲ့အာနာသိန်းချိန်မှာစတင်ပြီးလောင်းလုံမျိုးနဲ့အတွင်စစ်ခွေတက်ရဲ့ရေချောင်းကုန်းချောင်းတွေမှာစိုးမိုးနိုင်ရဲ့အတွက်စစ်ရေလှုပ်ရှားမှုတွေမှာထထဲဝုံဝင်ပအဝင်ကျိုးပန်းနေသူတဦးဖြစ်ကြောင်းလည်းသိရပါဗျ။ဒါအပြင်အဲ့ဒီစိုးတန်းကကြောင်းဒီမော်ကြီးရွာနဲ့အနီးနားကြီးရွာတွေမှာပြည်သူပိုင်းနေများကိုမိဆုပ်ဖျက်ဆီးခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းအမျိုးသမီးများကိုအတ္တမပြုကျင့်ခြင်း၊ဓမြတိုက်ခြင်း၊ငါးဖန်ဆက်လီများထံမှချင်းချောင်းငွေကြေးကောက်ကန့်ခြင်းစတဲ့ရာဇဝတ်မှုပေါင်းစုံကျူးလွန်ခဲ့တဲ့ အဓိကတာဝန်ရှိသူတဦးဖြစ်ကြောင်းလည်းသိရပါဗျ။လက်ရှိအချိန်မှာတော့အဲ့ဒီပူစောရီခေါင်းဆောင်စိုးတန်းကို၎င်းကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုများနဲ့ပတ်သက်၍စစ်ဆေးနေပြီးထိုက်တဲ့ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက်ဖက်ဒရယ်ဒီဝန်ကျေတပ်ဖွဲ့အနေနဲ့ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါဗျ။တတဆက်ထဲမှာပဲတနင်းတိုင်တိုင်းပလုံမျိုးနဲ့ကြောက်စုရက်ွက်မှာစစ်တဲ့အကြမ်းဖက်စစ်တဲ့ရဲ့စစ်စီဂိမ်းမှာရက်ွက်အုပ်ချုပ်ရေးမှူးတအူးနဲ့စစ်သားတအူးပြစ်ခတ်ခံရပြီးတည်ဆုံသွားခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ ဒါပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့မနက်ပိုင်းမှာနန္ဒကိုင်တပ်ဖွဲ့တစ်ခုကဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ပလောင်မျိုးအမှတ်လေးရက်ကွက်အုပ်ချုပ်ရေးမှူးစိုးဝင်းနဲ့စစ်သားတအူတည်ဆုံခဲ့ကြောင်းဒေသခံတအူကပြောဆိုထားပါတယ်ဒါဆိုပါပြက်ကမှုကိုတော့မိသည့်အဖွဲ့ကလုံဆောင်ခဲ့ဒီကိုတော့မတိရသေးကြောင်း၎င်းကဆက်ပြောထားပါတယ်အဆိုပါကြောက်စုရက်ကွက်စစ်စီရေးဂိတ်ကလက်ကူရွာမှာပလုံးမျိုးအဝင်လမ်းမပေါ်မှာတီစီပြီးအကြံပတ်စစ်တရဲအမှတ်250တက်ရင်အနီးမှာတီစီကြောင်းဒေသခံများထံကသိရပါတယ်ဆိုတော့ နောက်ထပ်တန်ရုံတနင်းတိုက်တန်ဘက်ကသတင်းကောင်းလေးတွေပဲဖြစ်ပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီရန်ကုန်မြို့မှာမအောင်မြင်ခဲ့တဲ့68 resident AR စီမံကိန်းကြောင့်ငွေကျပ်ဘီလီယံ100ကျော်အကျွေးတင်နေတဲ့ပြည်သူ့စစ်ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်မှာလွှတ်တော်ကိုစလေလောင်းအဖြစ်ကနေပယ်ဖျက်ခြင်းခံလိုက်ရပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါကဘာအေးဖျားလန်းနဲ့ဆရာဆန်းလန်းတော့မှရှိတဲ့68 resident AR စီမံကိန်းကိုတသက်ခိုင်နဲ့အောင်ကျော်ဝင်းတို့ကကမ္ဘောဇဗန်ထမ်မှာငွေကျပ်ဘီလီယံ100ကျော်ချေငှားခဲ့ကြောင်း တို့ရမှာအဲ့ဒီအင်ယာစီမံကိန်းမှာအချိန်မီပြီးစီးခြင်းမရှိခြင်းအခမ်းအနိုင်ခြင်းမရှိခဲ့ကြောင်းနဲ့ဒါအပြင်ကမ္ဘောဇဗန်ထံမှာချေယူထားတဲ့ငွေကျပ်ဘီလီယံ100ကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်လွတ်တော်ကိုယ်စားလှယ်လောင်းအရေးချင်းသတ်မှတ်ချက်မှာလူမဲအဖြစ်သက်ဆိုင်ရာတရားရုံးရဲ့ကြီးညာခံရရခြင်းမှာလွတ်မြောက်ခွင့်မရသေးဘူးဆိုတာတော့ပါတယ်။အဲ့ဒီတော့တသက်ခံရဲ့ကိစ္စကတော့လူမဲအဖြစ်တော့ကြီးညာခြင်းမခံရသေးပေမဲ့အကျွေးပြန်မဆက်နိုင်လို့တရားတပောင်ဖြစ်နေတဲ့သဘောတော့ရှိပါတယ်။ဆိုတော့အရေးချင်းသတ်မှတ်ချက်နဲ့ကတော့ညှိတယ်လို့ပြောလို့ရတယ်လို့ မညစ်သေးဘူးလို့လည်းပြောလို့ရတယ်။ဒါပေမဲ့အကျိုးမဆက်နိုင်တာမို့လို့လူမဲအဖြစ်ကြီးညာခံရတာမျိုးလည်းရှိလာနိုင်တယ်။ဒါကြောင့်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖြတ်ခြင်းမပယ်ဖြတ်ခြင်းကတော့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်နဲ့စင်ကြီးနုံတရားပေါ်မှာပဲမူတည်ပါလေလို့နိုင်ငံရေးတိုင်းဝန်တွေကသုံးသပ်ပြောဆိုထားပါတယ်။ဒီအကြံပတ်စစ်တပ်ကပြင်ဆင်ထားတဲ့ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအခန်းကပုံမှန်ဆက်ကကြည်ပလွှတ်တော်ကိုယ်စားလှယ်အရေးအချင်းသတ်မှတ်ချက်မှာနိုင်ငံတော်နဲ့ပုဂ္ဂလိကသို့မဟုတ် မသိမ့်လျော်သည့်ပင်းရန်တောင်ကင်းစင်းသူများဟုပြဋ္ဌာန်းထားရမှာတသက်ခိုင်မာတော့ကမ္ဘောဇာဘန်တော့ငွေကျပ်ဘီလီယံ100ကျော်အကျွေးပေးရဖို့စီနေပြီးအဆိုပါဥပဒေပုံမှန်နဲ့လည်းညှိစုံနေကြောင်းသိရပါတယ်ဒီရန်ကုန်မြို့ဗဟန်းမြို့နယ်ဆေးရဆန်းလမ်းနဲ့ကဘာရေးဖျားလမ်းမှာရှိတဲ့မြေတေကပေါ်မှာတိဆောက်ခဲ့တဲ့28ထပ်အမြင့်68 resident အဆင့်မြင့်ကိုနိုကို United GB Development Company ကတာဝန်ယူတိဆောက်နေခြင်းဖြစ်ပြီးတသက်ခိုင်တဲ့အောက်ကျော်ဝင်းမှာတော့အဆိုပါကုမ္ပဏီရဲ့ဥက္ကဋ္ဌနဲ့ဒါရိုက်တာများဖြစ်ကြတယ်လို့သိရပါတယ်။ ကဲတော့အခုထိကိုအကျွေးမပေးနိုင်သေးတဲ့ဒီတသက်ခံရဲ့ဘဝတော့နော်ဒီနိုင်ငံရေးအောက်လုံးတွေထိုးမင်းအောင်လှရဲ့ဘုံမဟာရယာမတာတော်မှာဒါသူတို့ရဲ့ပါတီကတော့ဖျက်သိမ်းခံရဖို့များနေပြီဆိုတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီနောက်မှာဒီစာကလေးကောင်းကျော်စိုးဦးကလည်းဘလို့ဒီတသက်ခံကိုဆောက်ဆက်ခွဲတောင်းမလဲဆိုတာကြောင့်ဆက်ပြီးတော့ကြည်လိုက်အောင်ညာနိုင်ငံရေးပါတီတူဦးပါဗျနိုင်ငံရေးပါတီတယောက်ကလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခွင့်အရေးချင်းနဲ့ကျွန်တော်တို့ညှီဆိုးနေတဲ့ကိစ္စတွေရှိတယ်အဲ့ဒါကဒီလွတ်တော်ကိုယ်စားလှယ်လောင်းက ဒီနိုင်ငံရေးပါတီဥက္ကဋ္ဌလည်းဖြစ်တယ်သူကလည်းလက်ရှိဒီ2025ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြိုင်မဲ့လွတ်တော်ကိုယ်စားလောင်းလည်းဖြစ်တယ်နိုင်ငံရေးပါတီတခုရဲ့ဦးဆောင်သူလည်းဖြစ်တယ်သူ့ရဲ့ပါတီကတနိုင်ငံလုံးမှာတနိုင်ငံလုံးဝင်ရောက်ရှင်းပြိုင်မဲ့နိုင်ငံရေးပါတီတခုလည်းဖြစ်တယ်อืมအဲ့တော့သူကဘာနဲ့ညှိနေလဲဆိုတော့ဒီပါတီဒီပါတီကဒီပါတီကပုံကိုတရားပေါ့ဗျာသူကသူ့ရဲ့ဒီလုပ်ငန်းအတွက်ကမ္ဘောဇာဘဏ်ကနေပြီးတော့ကျပ်ဘီလီယံတရားခန့်အခြေယူလာတယ် ကျက်ပီလီယံတရားခံရှေ့သွားတဲ့အခါကျွန်တော်တို့ဒီ UEC ရဲ့တတ်မှတ်တဲ့တတ်မှတ်ချက်တွေပြီးရင်ကျွန်တော်တို့ဒီဘန်နဲ့ပတ်သက်တဲ့သူတို့ရဲ့ကိစ္စရပ်တွေမှာကျွန်တော်ညှီဆွမှုတွေရှိလာတယ်။ကျွန်တော်ကဒီနေရာမှာအဲဒီလူကဘာသူဖြစ်ပါလဲ၊သူကဘယ်ပါတီဖြစ်ပါလဲလို့ကျွန်တော်ကထုတ်ဖို့ပြောလိုက်ရင်သူ့အတွက်တတိယပြီးတော့နိုင်ငံရေးအထိကိုက်မှာနိုင်ငံရေးကမထိကိုက်စေချင်လို့ကျွန်တော်အမိကိုထုတ်မပြောတာအမိလည်းထုတ်မပြောတာနောက်ထပ်ကျွန်တော်တို့ကဒီပါတီအမိလည်းထုတ်မပြောတာအကယ်၍ကျွန်တော်က ထုတ်ပြောလိုက်မယ်ဆိုရင်တေချာလည်းအနည်းနဲ့မြန်တော့သူ့ကိုသူ့ရဲ့ဒီနိုင်ငံရေးရပေါ့တက်ရောက်မှုကြီးမှာဖြစ်ပါတယ်။လက်ရှိကလည်းကျွန်တော်ရွေးကောက်ပွဲကာလကလည်းနီးလာပြီးအော်တိုဘလာ28ရက်နေ့ဆိုရင်ဒါလွတ်တော်ကိုယ်စီလောင်းတွေကမဲဆဆွဲလို့ရပြီ။မဲဆဆွဲလို့ရပြီ။နောက်ထပ်ကျွန်တော်ဒီဘန်အတိုင်းဝန်းမှာထက်သိရတာကဒီဒီလွတ်တော်ကိုယ်စီလောင်းကပေါ့ဗျာ။လွတ်တော်ကိုယ်စီလောင်းကသူကသူ့ရဲ့သူ့ရဲ့ကုမ္ပဏီတစ်ခုကသူ့ရဲ့ကုမ္ပဏီကဒီဘန်ဘက်ကိုကမ္ဘောဇာဘန်ဘက်ကိုဆက်သွယ်ပြီးတော့ ဒီလူတော့အဲဒီသူကလက်မှတ်ထိုးတဲ့မှာပါတယ်ငွေချိတဲ့ကမှာသူကလက်မှတ်ထိုးတဲ့မှာပါတယ်လက်မှတ်ထိုးတဲ့နေရာမှာသူ့နာမည်လေးကိုထုတ်ပေးပါပေါ့ထုတ်ခွင့်ပြုပါပေါ့ဒါပေမဲ့ဘန်ဘက်ကလည်းလက်မခံဘူးဘာကြောင့်ဘန်ဘက်ကလက်မခံတာလဲဆိုတော့ဘန်နေဘန်နေအားလုံးကငွေချိတဲ့အခါမှာမရွှေပြောင်းနိုင်တဲ့ပစ္စည်းမရွှေပြောင်းနိုင်တဲ့ပစ္စည်းကိုကျွန်တော်တို့ဒါငွေချိသတ်မှတ်ပြီးတော့ငွေချိကြတာပါရွှေပြောင်းနိုင်တဲ့ပစ္စည်းပေါ်မှာငွေချိတာမဟုတ်ပါဘူးဒီဘန်ဘက်ကတောင်းဆိုတာကရတယ်ကျွန်တော်တို့ထုတ်ပေးမယ်ထို့တော့လည်းပဲသူတို့သတ်မှတ်ထားတဲ့ငွေမောက်တော့ပြန်သွင်းပေးရမယ်ငွေမောက်ကိုပြန်မသွင်းဘူးဆိုရင် ထုတ်မပေးဘူးအဲ့လိုတွေဂွန်းဆက်ဂွန်းဆက်တွေရှိလို့သိရတယ်အဲ့တော့အကယ်မြန်ရုပ်ကောက်ဝဲကော်မရှင်ကဒီလူကဘသူပါလို့ထုတ်ပြန်လိုက်တဲ့အခါကျရင်တော့ခင်ဗျားတို့ရှင်းရှင်းလင်းလင်းတွေ့ရပါလိမ့်မယ်ဒီဒီကိုစလေလောင်းတယောက်ကလည်းဒီဘန်ကိစ္စကိုသူကတီးတီးကြကြမဖြေရှင်းနိုင်ဘူးဆိုရင်သူကလွတ်တော်ကိုစလေလောင်းအဖြစ်ပယ်ဖျက်ခံမှာဖြစ်တယ်ကျွန်တော်သိရတဲ့လောက်ကတော့ဒီကွန်တိုကိစ္စကိုသိရတယ်ဒီကွန်တိုကွန်တိုကွန်တိုဆောက်ဖို့အတွက်ဒီအုပ်စုကဒီဒီဒီလုပ်ငန်းရှင်အုပ်စုကကမ္ဘောဇာပိုင်းနဲ့ချီတယ် ဒီကွန်ဒိုကလည်းမပြီးပြတ်သေးဘူးလို့သိရတယ်မပြီးပြတ်သေးဘူးဗျာအဲ့တော့အဲ့မှာဘန်လုံငန်းဆိုင်ရာကိစ္စရေးတွေရှိတယ်တစ်ဖက်မှာကျတော့ UEC ရဲ့တတ်မှတ်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခွင့်တတ်မှတ်ချက်တွေရှိတယ်အကယ်၍များဒီဒီလွတ်တော်ကိုယ်စားလှယ်လောင်းကဘဏ်ကိစ္စကိုသူကမရှင်းလင်းနိုင်ဘူးဆိုရင်သူကကိုယ်စားလှယ်လောင်းဖြစ်ပယ်ဖြတ်ခံမှာဖြစ်ပါလေကိုယ်စားလှယ်လောင်းဖြစ်ပယ်ဖြတ်ခံရရင်တော့ဒါကတော့ကျွန်တော်တို့ဟိုဒါကဒီရွေးကောက်ပွဲကော်မရှင်ကပယ်လိုက်တယ်ပါညာအတန်လက်ထွက်လာပါလိမ့်မယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရှေ့မှာ idea party ကို UEC ကဖျက်သိမ်းခြင်းကာလမှာတော်တော်လေးအတန်ဆုခဲ့တယ်။မသိမဲ့ဒီ UEC က NDA ကိုကြောက်နေလို့ NDA ရဲ့ဒီနိုင်ငံရေးပါဝါကိုကြောက်နေလို့ UEC ကဖျက်သိမ်းလိုက်ရတယ်လို့လို့အဲဒီလိုမျိုးတွေတော်တော်တော်လေးဖြစ်ခဲ့တယ်။တကယ်ကအဲ့ဒီအချိန်တုန်းကရွေးကောက်ပွဲကော်မရှင်က NDA ပါတီကိုဖျက်သိမ်းခဲ့တာက NDA ပါတီကတတ်မှတ်တဲ့လူရည်စည်ရင်မရှိမပြည့်လို့ဖျက်သိမ်းခဲ့တာ။ NDA ပါတီရဲ့အားနည်းချက်ကလည်းသူတို့မှာကရုံးပိုင်းဆိုင်အောင်သူတို့မနိုင်ဘူး။ ပထမတော့ဟလာအန်တီကအန်တီကပဲမှန်တယ်လို့ရုပ်ောက်ပွဲကော်မရှိရပဲမတရားလုပ်တယ်လို့တိုးတော့တိုးတော့ဖြစ်ခဲ့တာပေါ့ဒီဖြစ်စဉ်နောက်ပိုင်းမှာရုပ်ောက်ပွဲကော်မရှိရတဲ့နေ့ဆုံးမှာကြောက်ဩအဲ့တော့မှကျွန်တော်တို့ကမြင်လိုက်တယ်တကယ်တော့ UEC ကမတရားလုပ်ခဲ့တာမဟုတ်ဘူးအန်တီကပါတီဟာသူတို့တနင်္ဂနွေလုံးပြိုင်တဲ့ပါတီဖြစ်တဲ့ခါကျတော့ပါတီဥယျပါတီဝင်ဥယျသူကတတ်မှတ်ရတဲ့ပါတီဝင်ဥယျမပြေဘူးမပြေလို့ပယ်ဖြစ်လိုက်တာအဲ့တော့မှကျွန်တော်တို့အားလုံးကကွက်ကွက်ကိုမြင်ရတော့မှကျွန်တော်အတန်ကြီးအကုန်လုံးပိတ်သွားတာမီးကိုရေးနေလောင်းလိုက်သူ share တော့တာ လက်ရှိလည်းကျွန်တော်တို့ဒီဒီဒီလွတ်တော်ကိုယ်စားလှယ်လောင်းပေါ့ဗျဒီလွတ်တော်ကိုယ်စားလှယ်လောင်းကကမ္ဘောဇာဘဏ်ကနေပဲ7ဘီလီယံ100ကွိုင်လဲအထောက်အောင်ပဲအဲ့လိုချေယူထားတယ်ချေယူထားတဲ့အခါကျတော့သူ့မှာသူ့တတ်မှတ်ထားတဲ့အယူအဆရဲ့တတ်မှတ်ထားတဲ့ကိုယ်စားလှယ်လောင်းဖြစ်ခွင့်နေစတဲ့ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရည်တွေရှိပါလိမ့်မယ်အကယ်၍များဒီပုဂ္ဂိုလ်ကဒီကြားထဲမှာပေါ့ဗျဒီကြားထဲဒီရပိုက်ဒီကြားထဲမှာပေါ့သူကဒီ7ဘီလီယံ100ကိစ္စနဲ့ပတ်သက်ပြီးတော့မဖြေရှင်းနိုင်ဘူးဆိုရင်သူက လွတ်တော်ကိုယ်စားလောင်းဖြစ်ပယ်ဖြတ်ရင်ခံမှာဖြစ်ပါတယ်ကျွန်တော်ကဒီညမှာနယ်မယ်ထည့်မပြောတာကသူ့ရဲ့သွားနေတဲ့နိုင်ငံရေးအရေးသူ့ရဲ့နိုင်ငံရေးယုံကြည်ချက်နိုင်ငံရေးခံယူချက်ဒါတွေကိုကျွန်တော်တို့ကသွားပြီးထိခိုက်မှာဆိုလို့ကျွန်တော်တို့ကထုတ်မပြောတာပါအကယ်ပေမဲ့သူကဒီချက်ပီလီယံတရားနဲ့ပတ်သက်ပြီးတော့သူဘန်နဲ့ဘန်နဲ့ကျွန်တော်တို့ဒီကမ္ဘောဇာဘန်နဲ့မဖြည့်ရှင်းနိုင်ဘူးဆိုရင်ပေကြလာကသူကတော့လွတ်တော်ကိုယ်တော်အရေးချင်းသတ်မှတ်ချက်နဲ့ကိုင်းညီမှုမရှိပဲပြည့်ချင်းခံမှာဖြစ်ပါတယ်။ဟုတ်ပြည့်ချင်းခံမှာဖြစ်ပါတယ်။အဲ့တော့ ဒါတွေဘယ်လိုဆက်ဖြစ်မလဲပေါ့ကျွန်တော်တို့ဆက်ပြီးစောင့်ကြံမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒါပါတီဥက္ကရာကြီးတူရဲ့ဘန်နဲ့ပတ်သက်တဲ့တိစားပေါ်မှာကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်တော့ဒါကတော့ကျွန်တော်တို့ကွန်ဒိုပေါ့ဗျာကွန်ဒိုကိစ္စပေါ့ကွန်ဒိုကိစ္စလည်းဖြစ်တယ်အဲ့ဒီကွန်ဒိုကလည်းမပြီးသေးဘူးအဲ့ဒီကွန်ဒိုကကျွန်တော်ရန်ကုန်မြို့မှာရှိတယ်မပြီးသေးဘူးဒါကျွန်တော်တို့နောက်ဆုံးသိရတဲ့အခြေအနေပေါ့ကဲတော့နိုင်ငံရေးအောက်လုံးတွေထိုးငါတို့အမေစုကိုစော်ကားခြင်းတို့စော်ကားနေတဲ့ဟာမကြီးဟမ်အခုကြတော့ဗာမြတ်တက်နိုင်သေးလဲဟမ် အဲ့ဒါမှတ်ထားဝစီပေဒထိတိုင်းစားရတယ်နော်အဲ့တော့ဒီအကျွေးကိစ္စကိုမဖြစ်ဆင်းပေးနိုင်ဘူးဆိုရင်တော့လေနော်ဒါတို့ရဲ့အချိုးချောင်ပါတီလဲဖျက်သိမ်းခံရတဲ့အပြင်ကမှနော်ဒါသမားတရားစွဲတာကိုလည်းခံရပြီးထောင်ချဖို့ကိန်းကတော့မြင်အောင်နေပါပြီနော်အဲ့တော့ဘယ်လိုပြောရမလဲကိုပြူတဲ့ကံကိုထံပြန်လာတာပဲနော်ကဲတော့နောက်ထပ်ဒီစဘာပွဲစားကြောင်မျိုးမင်းကလည်းဒါတို့ဒီအကြမ်းဖက်စစ်ခွေတက်နဲ့ပတ်သက်တဲ့အကောင့်မှန်သမျှဒီ Facebook ကနေဖျက်ချခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီကောင်က Facebook တပိတ်မှတ်ဖို့အထီးတောင်ဘလို့ဖြင်းကုန်ပြီးလောင်ချင်းတွေချတောင်းမလဲဆိုတော့ညော့ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာရွေးကောက်ပွဲမဲဆွဲခွင့်နဲ့ Facebook ပေါ့အိုက်ပြဒနာပေါ့နော်ဆိုတော့ဘာလို့အိမေကွန်တွေထွက်လာတာလဲလို့မေးရင်နော်အဲ့တော့ဘာလို့အိမေကွန်ထွက်လာတာလဲမေးဘုံကြီးမြထုံးအငိမ့်သားဘုံကြီးမြထုံးရဲ့ Facebook page ကပြုတ်သွားပြီ Facebook မှာမဲဆွဲတဲ့ page ပြုတ်သွားပြီပြုတ်သွားတဲ့နောက်မှာမေးခွန်းတွေစထွက်လာတယ်ပေါ့စထွက်လာဆိုတော့သက်ဆိုင်သူတွေကမေးခွန်းတွေမေးကြတယ်ပေါ့နော်ဆိုတော့ဆိုတော့မေးခွန်းတွေကတော့ချို့တော့မေးတော့ဒီ Facebook ကိုကန့်တတ်ဖို့ Facebook ကနေကိုယ်စားလုံးနဲ့မဲဆွဲတဲ့ကိစ္စဒါရင်းနဲ့ပတ်သက်ပြီးပြောတာပေါ့နော်ဆိုတော့အဲ့လိုပြောနေရချင်းမိကုန်နေပြောနေရပြောနေရမတိုင်မီအစောပိုင်းမှာဘာဖြစ်ခဲ့လဲဆိုတော့ဥညာထုံးဦးရဲ့ Facebook ကခုနကကျွန်တော်ပြောသလိုအကောင့်ဖျက်ချခံရတယ်ဘူဇူကြီးညာထုံးဦးအငိမ့်သားဘူဇူကြီးညာထုံးဦးကဥညာထုံးဦးကသူကရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုတာအားလုံးသိပြီးသားပေါ့နော်ဝင်ပြိုင်မယ်ဝင်ပြိုင်ဖို့အတွက်သူက Facebook ကိုတက်တယ်တက်ပြီးတော့ Facebook အကောင့်ဖွင့်တယ်ဥညာထုံးဦးဆိုတဲ့အကောင့်ဖွင့်တယ်ဖွင့်ပြီးတော့သူက message စီးရုံးဖို့အတွက်သူကနောက်ပိုင်းသူစကားလေးပြောလာပေါ့အခုလည်းအခုပြိုင်ဖြိုးကတော်တော်ကိုယ်တော်လေး လေပေါ့နော်ဘိုးချုပ်ကြီးဟောင်းနေဘိုးချုပ်ဟောင်းနေကသူတို့ကိုသူတို့ Facebook ဖွင့်နေဖွင့်ပြီးသူတို့စပြီးပြည်သူတွေကြားမှာထိတွေ့ပါတယ်ဆိုပြီး Facebook နဲ့စာပြောတာလေလုံနေတယ်တချို့က TikTok သုံးတယ်တချို့က Facebook သုံးတယ်ဆိုအဲ့လိုသုံးပြီးတော့သူတို့ရဲ့ဟာလေးပြောနေကြပါနော်ဆိုတော့အဲ့ဒီအချိန်မှာအခုဦးမြထုံးဦးရဲ့ Facebook ကတော့ပြီးခဲ့တဲ့နေ့သုံးရက်လောက်မှာပဲဖျက်ချခံလိုက်ရတယ်ဘသူတွေ Wine Report ထုတ်လဲတော့မသိဘူးဒီအော်တိုဘာလာထဲမှာပဲဖွင့်တယ်ဒါပေမဲ့အော်တိုဘာလာထဲမှာပဲပြတ်ကျသွားတယ်ဆိုတော့ Facebook ကတော့ကြီးပွင့်လဲပြောရင်တော့ report ထုတ်လူတွေနေနောက်တခြားသောဒီဟိုတို့ရဲ့ဒီ လို့ခေါ်မလဲဒီ Facebook နဲ့ပတ်သက်တဲ့မြန်မာနဲ့ Facebook နဲ့ပတ်သက်ပြီးမြန်မာမှာမြန်မာနဲ့ပတ်သက်ပြီး team တွေဖွဲ့ထားတာရှိတယ်။အခုချိန်ကြီးအဲ့ဒီဖွဲ့တွေအသက်ဝင်နေသေးတယ်။ဆိုတော့ social media စောင့်ကြည့်တဲ့ monitoring လုပ်တဲ့ team team တွေရှိတယ်။ social media monitoring team လို့ခေါ်မလားအဲ့ဒီ team တွေက SMMD ထင်တယ်။အဲ့ဒီ team တွေရှိတယ်။ Mido တို့ဘာလို့ပေါ့။အဲ့ဒါနေဖုန်းလောက်တွေနဲ့ဆက်ဆက်နေတယ်။အဲ့ဒီအဖွဲ့အစည်းအကူတီသက်ဝင်နေချင်ရှိနေသေးတယ်။ဆိုတော့ Facebook နဲ့တို့ကအဆက်အသွယ်မြဲရှိတယ်။ရှိတော့တို့ကဒီဘက်က social platform တွေပေါ်တက်လာတဲ့အဲတက်ကအငိမ့်စားတွေနာမည်ကျော်ပုဂ္ဂိုလ်တွေထင်ရှားသူတွေ တော့ကဒီကျွန်တော်တို့တာမန်လွတ်လပ်လွတ်လပ်ပြောဆိုနေလူတွေ journalist တွေ page ဟို page တွေပေါ့ဒီဘက်က page တွေအကုန်လုံးသူစောင့်ကြည့်ပြီးတော့ချက်ချင်းသူတို့ကဒီ Facebook ကို report လုပ်ပြီးတော့ဒါကတော့ဖြုတ်ချမျိုးဟာပါဒီကောင် hate speech ပြောပါတယ်ဒါကဘာဖြစ်ပါညာပြစာချုပ်ပေါ့ဗျာအောင်စီဘုဆုံးတတ်ပြီးတော့ဖြုတ်ချတယ်ဖြုတ်ချခိုင်းတော့ Facebook Facebook team ကလည်းသူက Facebook ကလည်းသူကသူ့ရဲ့ AI ပေါ်လေးဝင်လာပြီနောက်တစ်ခါသူ့ကိုဆက်သွယ်လာပြီဆိုလို့ရှိရင်အဲ့ဒီဟာတွေနောက်ထောင်ပြီးတော့အဲ့ဒီရဲ့ ဟိုဖေးဆောင်ကြည့်တီးမကနေပြောတဲ့အကြောင်းအရာကိုနားထောင်ပြီးတော့အဲ့ပြောတော့ယုံတစ်ဖက်သက်ဖြတ်ချပြလိုက်လို့တယ်။ဟိုကျွန်တော်ဆိုရင် Facebook account ငိုတိုင်းနဲ့ချိန်ချင်းဖွင့်နေဖွင့်လို့မရဘူး။ဒါကြောင့်ကျွန်တော်ခဏပြောကျွန်တော် Facebook account ကျွန်တော်တုံးရင်ကျွန်တော်ကျော်မျိုးမင်းဆိုတဲ့နာမည်နဲ့ကျွန်တော်ပုံနဲ့ကျွန်တော်တုံးရင်ကျွန်တော်ချိန်ညာမယ်။ဒါပေမဲ့ကျွန်တော်မတုံးတဲ့အတွက်ကျွန်တော်မချိန်ညာနိုင်ဘူး။တုံးလို့လည်းမရဘူး။ကျွန်တော်ကမတုံးလား။ကျွန်တော်ကဟိုခိုးကြောင်ခိုးပဲလို့ပဲပြောမယ်တဲ့ပြောရရင်တော့ Facebook account ကိုဟိုတခြားနည်းနဲ့တုံးနေရတယ်။တခြားနည်းနဲ့တုံးနေရတခြားလူရဲ့ account တစ်ခုလည်းကျွန်တော်ကယူတုံးနေရတဲ့သဘောမျိုးရှိတယ်။တခြားလူ account တစ်ခုလည်းယူတုံးတယ်။အခြားတောက်ယူဟို account ကိုခဏ 30ရာရှိကြည့်ရရှိခဏဝင်ကြည့်တယ်သူ့အကောင့်ကိုဝင်ကြည့်တယ်ပြီးရင်သူ့အသူဆက်သုံးမှုတွေလှုပ်ပေးထားတယ်ကျွန်တော်သိပြီဘာ post မှမတင်သလိုဘာမှလည်းမလုပ်စေးလဲဝင်သွားအောင်အဲ့လိုပဲကြည့်ုံမဲ့ကြည့်တော့တယ်အဲ့လိုဒီထားမျိုး Facebook တုံးတယ်ဆိုတော့ကျွန်တော်ကျော်မျိုးမဲနာမည်ကျွန်တော်ကျော်နုနာမည်မြန်မာလိုကျော်မျိုးမဲဖြစ်အင်္ဂလိပ်ကျော်မျိုးမဲဖြစ်ကျွန်တော်ပုံကြီးနဲ့ကျွန်တော် Facebook လောက်ကကျွန်တော်မတုံးတုံးလို့လည်းမရဘူးကျွန်တော်စမ်းသက်ချီပြီးကျွန်တော်ဘန်ကောက်ရောက်တဲ့အချိန်မှာကျွန်တော်စမ်းတယ်ဘန်ကောက်ရောက်တဲ့အချိန်မှာစမ်းလဲကျွန်တော် Facebook အကောင့်ပြုတ်သွားတယ်ခဏပဲဟောတော့ကျွန်တော်ကအိန္ဒိယရောက်တော့လဲအိန္ဒိယမှာအိန္ဒိယဖုန်းနံပါတ်နဲ့ဖြန့်လို့ရမှာဆိုဖြန့်ကြည့်တယ်ပြုတ်တယ် ဂျပန်လောကလည်းဂျပန်ရောက်တော့ချင်းစမ်းနေပြုတ်တယ်ဘယ်မှလို့လို့ကျွန်တော်ပြုတ်တာပဲ Facebook ကအဲ့တော့ဆိုတော့ Facebook ကနေပြီးတော့မဲဆိုဘူးကိစ္စကိုစိတ်ကူးရင်နေတယ်ဆိုရင်ပြောရင်တော့ကိုယ်စားလောင်းနေနေအဲ့စိတ်ကူးကိုဆွန့်လိုက်တာကောင်းတယ်အဲ့ဖြစ်နိုင်ကိုယ်စားလောင်းနေနေလေ Facebook လိုဘာလို့စွန့်ခွာပြီးတော့ Facebook ကိုအကုန်လုံး boycott လုပ်တယ်မြန်မာပြည်မှာ channel ခဲ့တဲ့ boycott ချက်ပြတဲ့သူတွေကို Finnick ကဆို Facebook ကို boycott လုပ်တာအကောင်းဆုံးပဲ ဘာလို့ဟိုဘက်ပြည်ပြုပ်အုပ်စုတွေဟာတွေနဲ့လွှမ်းမိုးထားတဲ့ Facebook ကြီးကိုကျွန်တော်တို့ဘိုက်ကလို့တာကောင်းတယ်ပြီးရင် Facebook team နဲ့မြန်မာဆိုတာတာဝန်ရှိသူတွေဖြစ်ဖြစ်ကျွန်တော်မြန်မာပြည်ရဲ့အရက်ဖက် society အားကောင်းတဲ့ society ဖြစ်ဖြစ် Facebook team နဲ့ဆက်သွယ်ပြီးတော့တဲ့ပြောနိုင်အောင်ကြိုးစားဖို့လုပ်တယ်ဘာလို့ဆိုတော့မဟုတ်ရင်ဟိုစကားပြောလို့မဟုတ်ရင် Facebook ကသူတွေကဒါကိုနားမလဲပဲနဲ့ဆွတ်ဆက်ပြီးလှုပ်ချလိုက်သူတို့ကလည်းသူတို့ကြားတာသိတယ်လို့ပဲလှုပ်ချလိုက်က Facebook နဲ့အဆင်ပြေဘူးပေါ့နော်ဆိုတော့ဟိုဘိုးကြီးများတို့ Facebook page ပြုတ်သွားတာမျိုးတွေလည်းဒါဆက်ဆက်ပါတယ်နောက်မှပြောမရဘူးခင်ဗျာဟိုပြီးခဲ့တဲ့21ခင်းချင်းမှာ ဟိုအစိုးရရဲ့ Facebook page တွေအများကြီးပြုတ်ကုန်တယ်စစ်တပ်နဲ့ပတ်သက်တာပြုတ်ကုန်တယ်အမ်အခြားသော page ပေါ်မျိုးဆိုပြုတ်ကုန်တယ်အခုလည်း USGB ပြည်ခိုင်ပါတီရဲ့အဲတချို့ကိုယ်စားလောင်းတွေ Facebook ကိုစပြုတ်ကုန်ပြီဆိုတော့တိတ်မကြောက်ဘူးတခုတစ်ခုလောင်းမလားမသိဘူးစောင့်ကြည့်ပေါ့နော် Facebook ကပုံလံပြောတော့မြန်မာပြည်အတွက်ကတော့ Facebook ကကောင်းသောကောင်းချင်းတွေတခုမှပေးနေတာတော့မရှိဘူးလက်ရှိချိန်ဒီဆိုးချိုးတွေပဲပေးနေတယ်တွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့က Facebook ကိုစွန့်ခွာဖို့လိုတယ်အဲ့တော့မင်းတို့လိုတရားမဝင်တဲ့အကြမ်းဖက်ကောင်တွေကို Facebook ကမင်းတို့ပေးသုံးမယ်တဲ့လားစဉ်းစားပေါ့နော်အဲ့တော့လူရမဝင်တဲ့ကောင် Facebook ကလူရမသွင်းတော့ Facebook ပါဘိုင်းကောလို့ပြောရတဲ့တတိကိုတော့ငါလေးစားတယ်နော်ဘလို့စောက်ဆက်နေများဘလို့တွေပြောလိုက်မှန်းကိုမသိဘူးကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါကြောင့်ပြည်သူတွေနဲ့တော်လိုင်းတက်ဖွဲ့တွေကြားမှာဒီနားလည်မှုတွေမလဲလွဲအောင်တက်ဆုတ်သွေးခွဲနေကြတဲ့ဒီစစ်ခွေးလော်ဘီတွေရဲ့လောက်ရက်နဲ့ပတ်သက်ပြီးတော့ဒါကြောင့်ကိုယ်စွဲပြောပြထားလေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာ ဘန်ကောက်ရောက်သွားပြီဆိုပြီးတော့မှကျောင်းမျိုးမင်းကပြောနေတယ်ပေါ့နော်အဲ့တော့ကားကားအစ်တီဝင်နေပြီဘာဖြစ်လဲညာဖြစ်တယ်နဲ့ပြီးလို့ရှိရင်ဒါဟိုလူနဲ့တွေ့တယ်ဒီလူနဲ့တွေ့တယ်ဆိုတော့ဟာကြီးလည်းပြောနေကြတယ်ပေါ့နော်ပရမတ်တစ်ခေါက်ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဟိုကော့ကရစ်ကနေဆုတ်လာပြီးတဲ့နောက်ပိုင်းမှာပရမတ်တစ်ချိန်ကကျွန်တော်တို့ကြောက်ခက်မှာအိမ်ဝယ်လိုက်တယ်ပေါ့နော်အိမ်ဝယ်ပြီးတော့မှဒါဘတ်ဘယ်လောက်တန်အိမ်ဝယ်တယ်လို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ဆိုပြီးတော့မှဒါပရမတ်တစ်ချိန်ထိုးနှက်ခံရတယ်ပေါ့နော်ပြောကြတယ်ပေါ့ပြောပြီးတော့အခုဒုတိယတစ်ချိန်လည်းတခါဒါကိုဇွဲရဲ့ကိုပိုင် Facebook အကောင့်ကနေပဲတင်တာပေါ့နော်တင်တဲ့ဟာကိုဒါဘန်က ောက်ကိုရောက်သွားပြီးပြေးပြီးပေါ့နော်ဘန်ကောက်ကိုပြေးပြီးပေါ့ဘူတာဘောလည်းပြေးပြီးကိုဇဲလည်းပြေးပြီးဆိုပြီးတော့မှပြောနေတဲ့အပေါ်မှာနည်းနည်းလေးဒီကောင်းလေးအောက်လေးတိုက်တာပေါ့အောက်လေးတိုက်တော့ဟိုပါပေါ့ကိုဇဲပြောလို့ဖင်းရတာပေါ့နော်အဲ့တော့အောက်လေးတိုက်နေပေါ်မှာနည်းနည်းလေးနည်းနည်းလေးပြောပြပါပါအော်ဟုတ်ကဲ့ဗမေဟိုဒီ6800ဇားတွေဝေဖန်တဲ့ပုံမှာတော့ဘာမှပြန်ပြောစရာမရှိဘူးဗောနော်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကအလုတ်သမားတွေဖြစ်တယ်ဗျ။သူတို့က6800ရရပြီးတော့မှဒီတော်လန်ရေးဆိုတာဂုံသိခါနဲ့လုတ်ရတာဗျ။ အဲ့တော့ဂုံတိခါကြဆင်းသွားတဲ့ခါလူလူထောက်ခံမှုကြဆင်းမယ်လူလူထောက်ခံမှုကြဆင်းတဲ့ခါသူတို့ကိုတိုက်ခိုက်မှုရောကြမယ်ပေါ့အဲ့လိုမျိုးဆိုတာကသူတို့ရဲ့ program တစ်ခုဖြစ်တယ်ပေါ့အဲ့တော့သူတို့ကသူတို့ရဲ့ program အတိုင်းလာတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတော့ဟိုကြည့်တာပေါ့ဒီလူအဲကိုယ်ကလာပြီးပြောတယ်ဆိုဒီလူကအလုတ်သမားလားသူမဟုတ်တချို့ကနားယောင်တာလားအဲဒါမျိုးနားယောင်နေဆိုရင်တော့ပြန်လဲရှင်းပြတာတွေဖြေရှင်းတာတွေလုပ်ပါတယ်မဖြစ်လို့လဲဆိုတော့ဟိုပြည်သူလူထုဖြစ်လို့တံမိုးထားတာပါအဲအလုတ်သမားတွေဆိုရင်တော့ဆဲရင်ဆဲလိုက်တယ်ဒါမှမဟုတ်ဘလော့ဟင်ဘလော့လိုက်တယ်အဲ့လိုအလုတ်သမားတွေကတော့ပြန်မတုတ်ပြန်ပါဘူးဒါပေမဲ့ခုနပြောတယ်လို့ပေါ့ကျွန်တော်တို့ကဟို ော်လန်ကြီးမှာဟိုကျွန်တော်ဘယ်သွားလဲဘာလုပ်နေလဲဘာလုပ်နေလဲလူတိုင်းကအကုန်သိကြမလို့ပါဘူးရေးလည်းမကြည့်ပါဘူးအဲနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဘုံကြီးအဲ့တော့ကိုတော်လန်ကြီးအင်အားစုလို့ပြောတဲ့သူတွေက6800မစားရဘဲနဲ့ကိုလူပမာနေလဲဆိုတဲ့ location တွေပေါ်နေတယ်အဲ6800မရဘဲနဲ့ခုနစစ်ကောင်စီကဒီတော်လန်အင်းဆိုတော့ဒီဘက်မှာအဲကြာစင်းမယ်လူလူထောက်ခံမှုကြာစင်းတာ ਨੇ အဲသူတို့တိုက်ခိုက်နိုင်မှုရောကြမယ်ဒါကိုစကားစားဒီဇိုင်းမမလောက်တာကိုစကားစားရဲ့လုပ်ငန်းတွေကို6800မရဘဲနဲ့ကိုလူတွေက intent မဖြစ်တဲ့အခါလုံးမိတာတွေရှိတယ်ပေါ့နော်လုံးမိတာတွေရှိတယ်ပုဂ္ဂလိကဟိုမကျင်နှက်မှုပေါ့ပုဂ္ဂလိကမကျင်နှက်အောင်လဲဆက်ဆံမှုလဲသိမရှိပါဘူးဒါပေမဲ့အဲ့လိုမျိုးပေါ့အဲအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဟိုဒီ social media မှာဘန်ကောက်သွားတယ်ဘာသွားတယ်ညာသွားတယ်ဆိုတာဒါကျွန်တော်တို့အကောက်ကနေကျွန်တော်တို့ပါကျွန်တော်တို့အကြောင်းရင်းရှိလို့ကျွန်တော်တို့တင်တာပေါ့နော်အဲဒီဘောမှာဟိုကိုလူတွေက6800 မစားရဘဲနဲ့ဟိုဂုံသိခါညှိုးနှောင်းအောင်လုပ်တယ်ဆိုတာတော်လန်ကြီးကိုဖျက်ဆီးတာနဲ့တူတာပေါ့နော်အဖြစ်လို့လဲကျွန်တော်ထပ်ပြီးတတိယကြိမ်မျိုးရှင်းပြရမယ်ဆိုတော်လန်ကြီးကတော်လန်ကြီးဥဆောင်သူတွေကဂုံသိခါပိုင်းဆိုင်ရာနဲ့ဥဆောင်ရတယ်အဲ့တော့ဂုံသိခါပိုင်းဆိုင်ရာကြာစင်းလူလူထောက်ခံမှုကြာစင်းရင်လုံဆောင်နိုင်စွမ်းကြာစင်းတာပေါ့အဲ့ဒါခါကျန်သူကတက်တာတာရှင်းပြောရလို့ရှိရင်ဒီတိုက်ပွဲကဟိုတိုက်ပွဲ10ပွဲ15ပွဲထပ်ပို့ပြီးထိရောက်တာပေါ့ဘဘဦးဝင်းတင်စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုလားစူးဖွဲ့မှုဟိုပြိုလဲတဲ့အခါဟို စိတ်သက်ပြိုလဲတဲ့အခါစုဖွဲ့မှုလည်းပြိုလဲရတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကပြိုလဲလို့မရတဲ့အကြောင်းရင်းသုံးခုရှိတယ်ပေါ့အဲကျမကြီးပြိုလဲလို့မရဘူးစိတ်သက်ပြိုလဲလို့မရဘူးစုဖွဲ့မှုပြိုလဲလို့မရဘူးအဲ့တော့ရန်သူကကျွန်တော်တို့ကိုစိတ်သက်ပြိုလဲအောင်လို့ဖြိုလဲတာဖြစ်တာပေါ့စိတ်သက်ပြိုလဲစုဖွဲ့မှုပြိုလဲသွားနိုင်တယ်ပေါ့အဲ့တော့စုဖွဲ့မှုပြိုလဲသွားနိုင်တဲ့အခါဟိုရန်သူကကျွန်တော်တို့အလုံးစုံချိန်မုံပြန်အမြင့်မပြတ်နိုင်ဘူးဒါပေမဲ့စိတ်သက်ပြိုလဲသွားရင်တော့အမြင့်ပြတ်နိုင်တာပေါ့အဲ့တော့ तू ကသူ့အလုပ်ကိုဒီဇိုင်းမဲ့မလုပ်တာအဲ့တော့ကိုလူတွေကလည်း internet ကဒီ knowledge အားနေတဲ့အခါ internet မဖြစ်တဲ့အခါ6800လည်းမရဘဲနဲ့ ကိုယ့်အချင်းချင်းကိုစိတ်တက်ပြန်ဖြိုလဲပြီးစုပယ်မှုကိုပြိုလဲအောင်လုပ်လို့ဖြစ်နေတာတွေရှိတယ်ဒါကတော့ဟိုမဖြစ်သင့်ဘူးပေါ့ကျွန်တော်ဘယ်သွားလဲဆိုတာတော့ဘာမှအရှင်းပြစရာမရှိဘူးအရေးမကြီးဘူးပေါ့နောက်တစ်ခုကကျွန်တော်ကျွန်တော်ကဒီနောက်နောက်ပြောင်းပြောင်းနဲ့ Tesla ကားပေါ့ကျွန်တော်ဝယ်လိုက်တယ်ပေါ့ကျွန်တော်တို့လူတွေကဘယ်လောက်ထိ intend မဖြစ်လဲဆိုတော့ Tesla ကားကဟိုကျွန်တော်တို့လိုမျိုးပေါ့နော်ဟိုတရှိနိုင်ငံရေးကာလာဆိုတော့ဒီမပုံတင်နေပါရီမရှိဘာမှထောက်ထားမရှိပေါ့နော်အဲအဲ့လိုလူမျိုးကအဲ့လိုတက်စလာကားမျိုးဝယ်လို့ရလားပေါ့နော်အဲ့လိုဝယ်လို့ရလားရှိုးရူးကြီးမှာသွားပြီးဝယ်လို့ရလားတက်စလာဆိုတော့ငွေမဲနဲ့ဝယ်လို့ရလားအလူငွေနဲ့ဝယ်လို့ရလား အဝယ်လို့ရခဲ့ရင်တော့မြန်မာပြည်ဘယ်နေရာမှာစီးမလဲဆိုတော့ EV ကအမျိုးအစားဖြစ်တဲ့ကြောင့်မနောက်ဆက်တွဲဘာတွေလိုလဲဆိုတာကိုမစဉ်းစားနိုင်ဘူးပေါ့မစဉ်းစားနိုင်ပဲနဲ့အဲ့တော့ဟိုကြီးစရာပြောပြရရင်တော့ကျွန်တော်တို့ကအဲရန်သူလို့လောင်တာပေါ့ဒါပေမဲ့လောင်တာကိုလူဖြစ်နေတော့နည်းနည်းတော့ကျွန်တော်တို့လောက်ဆောင်ချက်မအောင်မြင်ဘူးဖြစ်တာပေါ့အဲ့အဲ့လောက်ပါပဲအဲ့တော့เนาะဒါကြောင့်ကိုဆွဲပြောသွားသလိုပဲဒါကြောင့်ပြည်သူတွေအနေနဲ့ကလည်းတခုခုဆိုအယုံမလွယ်ကြပါနဲ့နော်အကျိုးသိအကြောင်းသိလေးတေချာလေးလာပြီးမှဆုံးဖြတ်ကြပါလို့ဒါကြောင့်ပြောရင်းနဲ့ပဲဒီညပိုင်းလေးကတော့ဒီလောက်ပါပဲ အားပေးကြတဲ့ကျွန်တော်ညီကိုမွန်မမတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်။နောက်ဗီဒီယိုမှာ နောက်သတင်းကောင်းတွေနဲ့ပြန်တက်လာခဲ့ပါဦးမယ်။အားလုံးပဲကျမ်းမာပေးခြင်းကြပါညာ။